အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်အစိုးရဟာမြန်မာနိုင်ငံမှာဝင်ရောက်လာတဲ့ဒုက္ခသည်3000 3000ကျော်ရဲ့အချက်လက်အသေးစိတ်ကို biometric နည်းပညာနဲ့စုဆောင်းကောက်ယူသွားမှာဖြစ်ကြောင်း Indian Today ကဖော်ပြခဲ့ပါတယ်။ဗဟိုအစိုးရဟာမီဇိုရန်ပြည်နယ်မှာခိုလုံနေထိုင်နေရရှိတဲ့မြန်မာဒုက္ခသည်တွေရဲ့ biometric အချက်လက်တွေကိုစုဆောင်းကောက်ယူရေးအတွက် website တစ်ခုကိုအတည်ပြုခဲ့ကြောင်းပြည်နယ်ဝန်ကြီးချုပ်လာဒူဟိုမာကိုအိန္ဒိယပြည်ထောင်စုဝန်ကြီးအမေရှာက New Delhi မှာမေလ23ရက်က ပြုလုပ်ခဲ့တဲ့အစည်းအဝေးအတွင်းပြောကြားခဲ့ပါတယ်။အဲ့ဒီ website ကမကြသေးမီက online ပေါ်ရောက်ရှိခဲ့ပြီးဖြစ်ပြီး ပြည်ထောင်ဝင်ကြီးဌာနရဲ့အတည်ပြုချက်ကိုရရှိခဲ့ပြီးဖြစ်ပါတယ်။အဲဒါကြောင့်အဲ့ဒီ website ပေါ်မှာ biometric အချက်အလက်ကောက်ခံမှုတွေကိုစတင်ပြုလုပ်မှာဖြစ်ကြောင်းအမည်မဖော်လိုတဲ့အရာရှိသူက PTI သတင်းစာကိုပြောကြားခဲ့ပါတယ်။ biometrics နဲ့အချက်အလက်ကောက်ယူမှုဟာလက်ပွေတွေ၊မျက်လွှာ၊မျက်ဝန်း၊စကားသံ၊မျက်နှာပုံမှန်သဏ္ဍာန်အစရှိတဲ့အချက်အလက်တွေကိုမှတ်တမ်းကောက်ယူရဖြစ်ပါတယ်။ဒုက္ခသည်တွေရာမြန်မာနိုင်ငံသားတွေဖြစ်တာကြောင့်အိန္ဒိယရဲ့မူလ biometric ကောက်ခံတဲ့စနစ်နဲ့မှတ်တမ်းကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲနောက်နေ့ကြန့်ကြာခဲ့ရတယ်လို့တာဝန်ရှိသူတို့ကပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်ပုံစံသစ်ပြောင်းလိုက်ပြီးစနစ်သစ်တစ်ခုရေးဆွဲက website ထောင်နေရတာကြောင့်နောက်နေ့ကြေညာမှုရှိခဲ့ကြောင်းအမည်မဖော်လိုတဲ့အဲ့ဒီအရာရှိကပြောကြခဲ့ပါတယ်။အိန္ဒိယအစိုးရရဲ့မှတ်တမ်းတွေအရမီဇိုရမ်ပြည်မှာခိုလုံနေထိုင်နေတဲ့မြန်မာဒုက္ခသည်ပေါင်း3323ရှိပြီးသူတို့တွေကကလင်းငယ်1662ဦးပါဝင်ကြောင်းဖော်ပြထားပါတယ်။ ဒုက္ခသည်အများစုဟာမီဇိုရီနဲ့လူမျိုးစုဆက်နွယ်တဲ့မြန်မာနိုင်ငံရဲ့ချင်းပြည်နယ်ကချင်းလူမျိုးတွေဖြစ်ပါတယ်။အဲ့ဒီချင်းလူမျိုးတွေဟာ2021ခုနှစ်ဖေဖော်ဝါရီလမှာမြန်မာတပ်မတော်ကအာဏာရယူခဲ့ပြီးခဲ့ကမီဇိုရန်ပြည်နယ်မှာခိုးလုံနေထိုင်ခဲ့သူတွေဖြစ်ပါတယ်။2023ခုနှစ်အေပီလကလည်း PDA ဝန်ကြီးဌာနဟာမြန်မာနဲ့နယ်စပ်ချင်းထိစပ်နေတဲ့မီဇိုရန်နဲ့မနီပူရာပြည်နယ်အစိုးရတွေကိုသူတို့ပြည်နယ်တွေအတွင်းခိုးလုံနေထိုင်နေတဲ့တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေရဲ့အသေးစိတ်အချက်အလက်တွေကိုကောက်ယူဖို့ညွှန်ကြားခဲ့ပါတယ်။